ဟယ်လိုအားလုံးပဲမင်္ဂလာပါမာဂျူရီဗရတီကနေတင်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ကအညီမလေးစင်မျိုးသမီးအတင်းရဲ့ အရှပ်လာရှိစပွဲဒုတိယမြောက်ပွဲစဉ်ဖြစ်လာမဲ့ဘင်္ဂလားဒေ့ရှ်မျိုးပြည်တင်းတဲ့ပွဲစဉ်ကိုပွဲကြုံသုံးသက်ချက်လေးပြုလုပ်ပေးမလို့ပါလက်ရှိအချိန်ထိမြန်မာအသင်းကအပါအဆင်55မှာရပ်တည်နေပြီဘင်္ဂလားဒေ့ရှ်မျိုးပြည်တင်းကတော့အပါအဆင်198မှာရပ်တည်နေပါတယ်မြန်မာအသင်းကပထမနေ့မှာတမင်စတန်တင်းကိုရှစ်ကိုပြနဲ့အနိုင်ရရှိခဲ့တယ်လို့ဘင်္ဂလားဒေ့ရှ်မျိုးပြည်တင်းကလည်းဒီဗာရင်းတင်းကိုခုနှစ်ကိုပြနဲ့အနိုင်ရရှိခဲ့ပါတယ်ပထမဆုံးနေ့မှာပြခဲ့တဲ့ရှင်စန်းနေအရာနှစ်တင်းစလုံးကတော်တော်လေးကောင်းတဲ့ performance မျိုးပြခဲ့ပြီးမြန်မာအသင်းကဘင်္ဂလားဒေ့ရှ်နဲ့ရှင်ပြန်ကစားရမယ့်အချိန်မှာဘာတွေပြင်ဆင်သားဖို့လို့မလဲဘင်္ဂလားဒေ့ရှ်ကရောဘာတွေကောင်းလဲဆိုတာကိုကျွန်တော်ဒီနေ့သုံးသပ်ပြအောင်ပါ ပါတယ်ဆိုတော့အားလုံးပဲကျွန်တော်တို့အဆုံးနေကြည့်လိုက်အောင် let's go ပထမဆုံးအနေနဲ့မြန်မာလက်ရွေးစင်မျိုးသမီးတင်းရဲ့ပြိုင်ဘက်ဖြစ်လာမဲ့ဘင်္ဂလားဒေ့ရှ်လက်ရွေးစင်မျိုးသမီးတင်းရဲ့ကစားပုံကိုအရင်ဆုံးကျွန်တော်တို့ချင့်ကပ်ကြည့်အောင်ပါဘင်္ဂလားဒေ့ရှ်မျိုးသမီးတင်းကပြီးခဲ့တဲ့ဘာရင်းကို9-9ပြတ်နဲ့အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ဥပ္ပပါယကစားပုံကိုနောက်တန်း၄ယောက်နဲ့ပွဲထွက်လာခဲ့တဲ့ဆိုရင်မဲ့တကယ်တမ်းကစားဝါတဲ့အချိန်မှာတော့နောက်တန်း၃ယောက်ပုံစံမျိုးအဓိကပုံကစားဝါတာမြင်ရတယ်အဓိကဒီညောင်နောက်ခံသူကအသက်ဆင်းမမှန်နဲ့ကစားတယ်ညောင်တော်မှကစားသမားကလည်းညောင်နောက်ခံသူကစားသမားသက်ဆင်းလှုပ်လာတဲ့အချိန်မှာတယောက်ချင်းကောင်းကောင်းမွန်မွန်တစ်ဖက်ကနောက်တန်းတွေကိုချိုးဖြတ်နိုင်တာမျိုးကျွန်တော်မြင်ရတယ်ပြီးတော့မင်္ဂလာတီတင်ရဲ့ကွင်းလယ်ကဒီဒါပေပပော့ဆန်ဆန်ကစားတယ်ညီမတင်းတို့စင်ကပပော့တယ်ပြီးကစားမျိုးမဟုတ်ပဲနဲ့ဒါပေပပော့ဆန်ဆန်နဲ့အသက်ဆင်းမမှန်နဲ့ကစားတာကိုမြင်ရတယ်အထူးသဖြင့်တယောက်ကတိုက်စစ်ကိုလိုက်တဲ့အချိန်မှာတယောက်ကနောက်ကချန်နယ်စပစ်ရဲ့အကုန်လုံးပိတ်ထားနိုင်တဲ့ quality မျိုးရှိကြရတယ်မြင်ရတယ် အဲဘယ်တောင်းပန်ကစားသမားတော့အလောက်ကြီးမဟုတ်ဘူးအဲတယောက်ချင်းကြိုဖြတ်မှုတွေကောင်းနေဆိုရင်လည်းဒီအများကြီးလိုအပ်တယ်ပေါ့ဒါအဓိကစောင့်ကြည့်ရမှာကဒီဘင်္ဂလားဒေ့သင်ညတောင်းပန်ကစားသမားဆိုတော့တော်တော်လေးကောင်းတယ်ဒီနဖူးစင်းနေတဲ့ကစားတဲ့ကောင်းလေးပေါ့ဆိုတော့တော်တော်လေးကိုမိုက်တဲ့ပေါ်ဖော်မန့်မျိုးပြသွားတယ်အဲ့ဒီပွဲထဲမှာအဲဒီကွင်းကတော်တော်လေးဒီတိုက်တပုတ်ဆန်ဆန်ကစားတာကိုတော့ရောကြတယ်ဒီမှာတင်းကဆင်ကယ်ပွဲပေါ်အနေနဲ့ကစားတယ်ဆိုတော့ဒီဟာကညီမတင်းကိုဘင်္ဂလားဒေ့သင်အကြီးမားဆုံးပြဿနာပေးနိုင်တဲ့အချက်လို့မြင်တယ်အခုကကွင်းထဲမှာတိုက်ပွဲပေါ်မှာဆန်ကစားနေတော့ညီမတင်းကလားတော့ကနေ့ဒီ တာမင်နစတန်နဲ့ပွဲတော့ကလို့စင်ငယ်ပွဲပွဲကြီးနဲ့ကစားလာလို့ရှင်တော့ဒီနေရာမှာခွင့်လဲစုံမုံမှုအများကြီးပြန်ပြီးပေးရဖို့တော့ရှိရဲ့အဓိကအဖြစ်တော့ဒီဘင်္ဂလားဒေ့ရဲ့တိုက်စစ်ပိုင်းကတော်တော်လေးကိုဂိုးတွင်းတုံးတည်ကြတဲ့ကစားသမားတွေရှိရဲ့ဆိုတော့တော့မမေ့သေးရှင်ဘူးညီမတင်းနောက်တန်းကအရင်ပေါ်ပေါ်ရော်လှုပ်လို့မရဘူးလို့မြင်တယ်ဆိုတော့ဘင်္ဂလားဒေ့တင်းကအားနဲ့ချက်မရှိဘူးလားဆိုတော့လည်းမဟုတ်ပြန်ဘူးရှိပါတယ်ဘင်္ဂလားဒေ့တင်းရဲ့နောက်တန်းကလည်းဒီ တယောက်ချင်းကောင်းတဲ့ကစားသမားကိုထိန်းချုပ်တဲ့နေရာမှာအလွန်အားနဲ့ကြများတာကိုမြင်ရတယ်။လူတွေဒီဗာရင်းနဲ့ပွဲမှာပေးကူးမရှိခဲ့ဘူးဆိုတာကဒီဘင်္ဂလားဒေ့ရဲ့နောက်တန်းကောင်းလို့လို့မဟုတ်ပဲဗာရင်းတင်းရဲ့တိုက်စစ်ကဒီရတဲ့ခွင့်ရေးတွေကအတုံးချနိုင်ခဲ့ရလို့ကျွန်တော်မြင်တယ်။ဘင်္ဂလားဒေ့နောက်တန်းတော်တော်လေးအားနဲ့ကြများတယ်။လူတွေဒီဒိုင်ပေပေါ်ကစားရဲဆိုပေမဲ့ဒိုင်ပေပေါ်ကိုပြ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 မဲ့ကစားနိုင်ပဲနဲ့ပတ်တင်းကောင်တာပြန်လာတဲ့အချိန်မှာဒီလုံးနေတဲ့ speed ကိုပြန်ပြန်ပိတ်နေတဲ့မှာ quality ရှိရဆိုရင်မရှုလိုအပ်ချက်အများကြီးများစွာနဲ့ဒီ speed ကြီးတဲ့မှာပြီးခွင့်ပြုလိုက်ရတာဒီဘောလုံးလက်ခံလိုက်ရတာရှိရ ဒါအောင်ညီမတင်းကအကောင်းကောင်းအသုံးချနိုင်မှုတော့လုံမယ်လို့ထင်ပါတယ်။ဒါကတော့ဘင်္ဂလားဒေ့ရှ်တင်းရဲ့ကစားပုံဖြစ်ပါတယ်။ခုနကကျွန်တော်တို့ဒီဘင်္ဂလားဒေ့ရှ်တင်းရဲ့ကစားပုံကိုချင်ကပ်ပြီးရဲ့အချိန်မှာအခုလက်ရှိကျွန်တော်တို့ဒီမြန်မာလူရေးစင်မျိုးသမီးတင်းကစားပုံကိုပြန်ပြီးချင်ကပ်ကြည့်အောင်ပါ။မြန်မာလူရေးစင်မျိုးသမီးတင်းကပထမဆုံးဒီ terminus နာနဲ့ပွဲနေမှာပြိတက်တဲ့အားလုံးမြင်ခဲ့တဲ့အတိုင်းပဲလေးယောက်တန်းခန်းစစ်ကိုဦးမေပါရထုတ်လာတဲ့ဆိုမှတကယ်တမ်းပွဲကစားတဲ့အချိန်မှာတော့၃ယောက်တန်းခန်းစစ်ပုံစံဖြစ်သွားတယ်။ဆန်ထရယ်ဘနာအနေနဲ့ဇုံယောက်ကစားပြီး ဒီ SCB RCB ကတော့အပြောင်းလဲလေးတွေနီးပြားလောက်လာနိုင်တယ်။ကိုင်းလမှာတော့ကျွန်တော်တို့ထွက်ထွက်ဝေကိုပြင်ပြင်ချင်းနေ။ဘာလို့လဲဆိုတော့ဒီမင်္ဂလာတိတ်တင်းကတပဲပဲဘောနဲ့ကစားတာဖြစ်တဲ့အတွက်ကိုင်းလမှာဖြူဖြူဝင်းကတော်တော်လေးကောင်းနေဆိုမဲ့စင်ငယ်ပဲဘောအနေနဲ့သူတယောက်တည်းရာဒီတပဲပဲဘောကိုရှင်ပြီးကစားရမယ်ဆိုလို့ရှိရင်တော့သူ့အနေနဲ့ဝင်ထုံဖို့အများကြီးဖြစ်လာနိုင်တယ်။နောက်ထပ်ဝေပါလာခြင်းကတိုက်စစ်တွေလည်းပို့ပြီးမှအတကင်လိုင်းတွေပွင့်သွားစေသလိုဒီဖြူဖြူဝင်းကိုလည်းအများကြီးဝင်ပော့စေလိမ့်မယ်လို့ကျွန်တော်ထင်တယ်။အထူးသဖြင့်ဒီနောက်ထပ်ဝေကတိုက်စစ်ကိုလည်းလိုက်နိုင်တယ်။ defense နဲ့အများကြီးပြန်ကာပါလို့ဝင်နိုင်နေတယ်ဒါကဖြူဖြူဝင်းအများကြီးတတ်တာလိမ့်မယ်။ဆိုတော့ဒီ left wing မှာတော့ကျွန်တော်ဒီဝင်း နေငွေတော့ထပ်မြင်ရဖို့ရှိပြီးတော့ဝင်းဝင်းပြန်ပါလာနိုင်တယ် right wing မှာတော့ကျွန်တော်ဒီရုံးဒီလန်ကိုပြန်ပြီးတုံးလာမျိုးမြင်နိုင်ပါတယ်ဆိုတော့ဘင်္ဂလားဒေ့ရဲ့ပွဲစဉ်ကအရန်ကိုအရေးကြီးတယ်မြန်မာတင်းနေနဲ့ဒီအမားအွင့်နဲ့လုံလုံမရအောင်အထူးသဖြင့်ဘင်္ဂလားဒေ့ရဲ့တောင်ပံတွေကတယောက်ချင်းကြော်ဖြတ်မှုအားကောင်းတဲ့အချိန်မှာမြန်မာတင်းရဲ့ SCB RCB တွေဒီ level right back တွေတော်တော်လေး use side ပြီးကစားမယ်အနေအထားမျိုးရှိရဲဒီကွင်းတွေကတော့ notre way ပြန်ပါလာပြီးဖြူဖြူနဲ့ double ball ပဲဆန်ဆန်ကစားသွားရဲဆိုရင်ဘင်္ဂလားဒေ့ကွင်းတွေကိုမရှင်းနိုင်ပြအကြောင်းတော့ဘာမှမရှိဘူးဆိုတော့ဒီမြန်မာတင်းရဲ့ဒီ left wing right wing ကလည်း သူရှင်ကြော်ဖြာမှုကောင်းတယ်ကိုသွင်းတူကြတဲ့ကစားသမားတွေဖြစ်တာကြောင့်အများကြီးတော့စိုးရင်ကြတော့မရှိဘူးတက်စစ်မှာတိုက်စစ်မှုနေရာကတော့ဘဒုအုံတုံးအဆင်ပြေနိုင်တယ်ဝင်းနေကုန်တော့တောင်းနေဖြစ်စေမိထက်လူပဲတောင်းနေဖြစ်စေအဆင်ပြေနိုင်တဲ့နေရာမျိုးရှိရဘာကြောင့်လဲဆိုတော့တစ်ဖက်တင်းရဲ့ဘင်္ဂလားဒေ့ရှ်နောက်တန်းခဏကျွန်တော်ပြောသလိုပဲအရင်ကောင်းတဲ့ခံစဉ်မျိုးမဟုတ်ဘူးဒီမှာတင်းနေနဲ့ကိုရနိုင်တယ်အဓိကစိုးရင်တာကကိုရပြီးတဲ့အချိန်မှာလေ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 ာနဲ့ဒီပြန်ပြီးကူးပေးလိုက်ရမျိုးကို ကျွန်တော်နည်းနည်းဆိုရင်လည်းဘာလို့လဲဆိုတော့ဂူးလာပြန်ပြီးလိုက်ရလို့ရှင်မလိုအပ်တဲ့ PR တွေကစားနာမပေါ်ဝင်လာမှလည်းနည်းနည်းဆိုးတာကြောင့်ပါဆိုတော့ဒီဘက်သင်္ကန်းညမှာတင်းသတိထားပြီးချင်းကမယ်ပွဲအများကြီးယူဆရမယ်ပွဲအပြောင်းလဲလေပထမဘွဲ့သင်္ကန်းနဲ့မတူပဲအများကြီးမြင်လာနိုင်တယ်အဓိကပွဲထွက်၁၁ယောက်ကလည်းအပြောင်းလဲအများကြီးမြင်ရနိုင်တယ်လို့ထင်တယ်ဒီဘက်သင်္ကန်းအရင်အရေးကြီးတယ်ဒီဘက်သင်္ကန်းအနိုင်ရဝိုင်းတန်းတဲ့ဘာရင်းပွဲကိုကျွန်တော်တို့ဒီ PR ကကဲနဲ့တော်တော်လေး ဖျားနေပါနဲ့ကစားဝါရမယ်အနေထားမျိုးဖြစ်သွားလိမ့်မယ်ဆိုတော့ဒီပွဲစဉ်မှာကျွန်တော်ကတော့ညီမမျိုးသမီးတင်ပတ်ပါပဲရက်စီရှင်နဲ့ညီမမျိုးသမီးတင်အဲကိုကွာချာချာအရင်မများရင်တော့နိုင်တဲ့နိုင်ထိုက်တဲ့ပွဲမလို့ဖိတ်တဲ့အင်ဂွင်းရှေ့မှာနိုင်အောင်ကန်တော့မယ်လို့တော့ထင်ပါတယ်ဒါကြောင့်ကျွန်တော်ကတော့ဒီပွဲစဉ်မှာညီမမျိုးသမီးတင်နဲ့ရဲဝုံမယ်ရက်တည်ရှိပါတယ်ဆိုတော့အလုံးမဲ့ဒါကကျွန်တော်ရဲ့ညီမလေးစဉ်မျိုးသမီးတင်ရဲ့ဒုတိယမြောက်အာရှဘလာရှစ်စစ်ပွဲစဉ်ဘင်္ဂလားဒေ့ရဲ့ပွဲစဉ်တို့ပွဲချုပ်30ချက်ဖြစ်ပါတယ်အဲကျူတင်မြေတန်ရဟန်လိုတာကဒါကကျွန်တော်တယောက်တည်းရဲ့အဲ ွဲကြိုသုံးသက်ချက်ပွဲကြိုအမြင်လာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဝဲပြီးသုံးသက်ချက်မှာအတူတူပြန်လဲဆုံတွေ့ကြပါမယ်အားလုံးကျေးဇူးများတင်ပါတယ်ခင်ဗျာ